ယနေ့မြမလူဦးတော်လိုင်းရင်းမှာစစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့အရင်သားလက်နက်ကိုင်တပ်ဖွဲ့တွေတွေ့ရတယ်စစ်ကောင်စီနဲ့ပူးပေါင်းတဲ့နိုင်ငံသားတပ်ဖွဲ့တွေလည်းရှိနေပါတယ်သူတို့ဟာဒေသအလိုက်အာမနဲတို့ရင်းဆိုင်ဖို့လိုအပ်တာဆိုတဲ့အပြီးပြုဖို့လိုပါတယ်ဒီလို PNLA ဟာဒီနောက်ပြည်နဲ့နိုင်ငံပုံစံမှုမှာဝါရီအဖွဲ့အစည်းတစ်ခုဖြစ်ပါလေ 1997မှာနိုင်ငံတော်ငြိမ်ဝှက်ပြည်ပြမှုတည်ဆောက်ရေးအဖွဲ့နဝတနဲ့အဖြစ်ခတ်ရခဲ့ပြီးတန်းတီတောင်ပိုင်းအမှုဒေသ6အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ဌာနချုပ်ကတောင်ကြီးမြို့အကြီးကတောက်ကလုံးမှာအခြေပြုပြီးပြည်ရက်စွဲကအင်အားထောင်ကြီးရရှိပါတယ်။ပအိုးလည်းနဲ့ခိုင်နှစ်ဖွဲ့ရှိတဲ့နဲ့ဥအောင်ခန်းတီဆောင်တဲ့ PNO PNA ကိုပအိုးဖြူလို့ခေါ်ပါတယ်။စောတာကလေးဦးစီးတဲ့ပအိုးလီ ချမ်းပြည်လူမျိုးပေါင်းစုံအဖွဲ့ချုပ်ရလာလာဖကအားပူတောက်လာတယ်။ထောင်ကွာကိုစလီနောက်ဝတ်တနဲ့အပြည့်ရတုံးကအား3148ဦးရှိပြီးစီဆိုင်အနည်းတော်ပေါ်မှာချီပြုတ်ပါတယ်။လူဒေတာတမတ်ချေတော့ခံရပါဘူး။လူသားကြီးနဲ့ဘာသာရေးအလံတွင့်တဲ့ PNO ပေါ်ချူကိုစစ်ဘက်ကပုံမုံယုံကြည်ပြီးအမပီကွန်မြူနတီပါတီနဲ့ပေါင်းခဲ့တဲ့ပေါင်းမီကိုစစ်တပ်ကသဘောတွေ့လို့မရပါဘူး တထောင်ပြည့်နှစ်နောက်ပိုင်းမှာမုံမီရလလဖဟာတဖြည်းဖြည်းပြိုကွဲလာပြီးနောက်ဆုံးအဖွဲအစည်းပြတ်သလိုဖြစ်သွားပါတယ်။ဒီအလိုကတော့စစ်ကနေဘုံမူပူပေါင်းနိုင်ခဲ့လို့ဒီဘဝရင်ကောင်းပြီးအားတောင့်တင်းလာပါတယ်။တထောင်ကိုမှာ PNO ဟာတထောင်ရှိအဖွဲစည်းပုံအခြေခံဥပဒေကိုရက်ခံပြီးနိုင်ငံရေးပါတီအဖြစ်ကြောင်းလဲခဲ့တယ်လို့ PNA ကိုလည်းဒီလိုစစ်အဖြစ်ကြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ PNO ဟာ ကအိုးကိုပိုင်အုပ်ချုပ်ရေးဒေသတတ်မှတ်ထားတဲ့စီဆိုင်ပုံပုံပင်လောင်းသုံးမျိုးတွေပါ၂၀၁၀၂၀၁၅2020ရေကောက်ပွဲတွေမှာမတ်လျာအားလုံးအနိုင်ရပြီးဒီတောင်စုကြက်ခိုင်ကိုပြိုးရေးပါပင်နဲ့အရေးနှီးဆုံးမဟာမိတ်ဖြစ်လာတယ်လို့ PNE ပို့ပြည်သူစစ်ကလည်းစစ်တပ်ရဲ့လက်ရုံးဖြစ်လာပါလေရင်ကပြတ်တော့ဖြစ်သွားတဲ့အိုးနီရလာလာဖာဟာအင်အားပြန်လဲစုစည်းပြီး PNLO အနေနဲ့ ဘက်မှာပြန်လည်အခြေပြုလာပါတယ်။ခရင်ဒီမှာတိုက်ပွဲတွေမြင့်တက်လာတာကျန်းတောင်ကဒေါ်လန်ရေးအင်အားစုတွေအင်းလေးတောင်ဘက်မှာလှုပ်ရှားလာတာပင်လောင်းဒေသကနေနေပြည်တော်ကိုချင်းချောက်လာနိုင်တာတွေကြောင့်စစ်ကောင်စီဟာ PNO ပြည်သူစစ်ကိုအင်အားပေါင်းထောင်လောက်အထိတိုးချဲ့စုစည်းနေတင်ခဲ့ပါတယ်။လက်နက်ကိုအခြေပိုင်းတိုင်းစစ်ဌာနကတပ်စစ်ပေးပြီးအင်အားတောင်ကျော်လုံးဝမတပ်စစ်နိုင်ပေမဲ့ဟောင်ကနန်တပ်စစ်ပေးတာလို့ ြေပြင်းသတင်းတွေအရသိရပါတယ်